မန္တလေးမြို့အမရပူရမြို့နယ်မြင်းငယ်မြို့မှာရှိတဲ့အထက်တန်းကျောင်းတွင်ကိုအသက်18နှစ်အရွယ်လူငယ်တအူးကဓာတ်နဲ့ဝင်ထိုးမှုကြောင့်ကျောင်းသားကျောင်းသူသုံးဦးထရရရှိမှုအော်တိုဝါ20ရက်ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်မှာအသက်18နှစ်အရွယ်ဝိုင်းဝိုင်းဆိုသူလူငယ်တအူးဟာညမဖြစ်သူကိုအေးအေးဖို့ပေးမယ်လို့ဆိုပြီးကျောင်းဝင်းအတွင်းဝင်ရောက်လာပြီး Grade 11မှာပညာသင်ကြားနေသူကျောင်းသူတအူးကိုလှည့်ပေးညှစ်ပြီးဓာတ်နဲ့ထိုးခဲ့တဲ့အတွက်ညဘက်လေပင်ထိုးသွင်းတရားတစ်ချက်ရရှိခဲ့ပြီးဝင်ရောက်ဆွဲသူတွေကိုလည်းထိုးခဲ့ရာ grade 11အကျောင်းသူတို့ ညာဘက်လက်ခုံပြက်ရှဒဏ်ရာတစ်ချက်ညာဘက်လေပင် ပြက်ရှဒဏ်ရာတစ်ချက်နဲ့ grade 11ចောင်းသားတဦးမှလည်းလက်ဝဲဘက်လက်ခုံပြက်ရှဒဏ်ရာတစ်ချက်လက်ဝဲဘက်လေပင်ပြက်ရှဒဏ်ရာတစ်ချက်တို့ရရှိခဲ့တယ်လို့သိရပါတယ်။ចောင်းသူတဦးကတော့အသက်အန္တရာယ်ဆိုးရိမ်ရတယ်၊ကျန်တဲ့နှုတ်ကတော့မဆိုးရိမ်ရဘူး။ ကျွလွန်သူကိုယ်တိုင်လည်းစေယုံမှာတန်ရနေပါသူကိုယ်သူဒါနဲ့ပြန်လှီးထားတယ်လို့သိရတယ်စစ်စင်းမှုတွေပြုလုပ်ပြီးတာဝန်ရှိသူတွေအမှုဖွဲ့အေးအေးယူဖို့ဆောင်ရွက်နေပါတယ်လို့တာဝန်ရှိသူတို့ကပြောပါတယ်တရားရရှိသူတွေကိုမန္တလေးပြည်သူစေယုံကြီးကိုပို့ဆောင်ကူတာထားတယ်လို့သိရပါတယ်